ကျင့်ကောင်းမွေးရမှာခက်လိုက်တာဆိုတဲ့သူတွေရှိလားရှိလို့ရှင်ဒီဗီဒီယိုကိုဆုံးအောင်နားထောင်ဥပမာပေါ့နော်ကိုကအောင်မြင်ခြင်းနဲ့နောက်ထပ်တဆင့်တက်ခြင်းနဲ့ဝင်ငွေတွေတိုးခြင်းနဲ့စာဖတ်ခြင်းနဲ့ဒါပေမဲ့စာတမျက်နှာလောက်ဖတ်ပြီးသွားလို့ရှိရင်အိပ်ပျော်သွားတာမျိုးနှစ်ရက်လောက်ဖတ်ပြီးသွားလို့ရှိရင်နောက်နေ့မှမဖတ်ခြင်းတော့တာမျိုးသို့မဟုတ်ပေါ့နော်ဝိတ်ချခြင်းနဲ့ငါနေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်ဒါပေမဲ့သုံးရက်လောက်လေ့ကျင့်ခန်းလုပ်ပြီးသွားရင်ပြင်းသွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေတော်တော်များများဖြစ်တယ် PA လည်းဖြစ်တယ်နော် ဒါပေမဲ့လေနီလန်ကောင်းကောင်းလေးတစ်ခုပေးမယ်ဒီဗီဒီယိုထဲမှာပေါ့နော်ဘာလဲဆိုတော့အချင်းကောင်းတစ်ခုမွေးတော့မဲ့ခါမှာလွယ်လွယ်လေးကနေစာကြည့်ကြည့်အားလုံးလွယ်လွယ်လေးဆိုတာကဥပမာစာဖတ်တော့မယ်ငါနေ့တိုင်းစာဖတ်မယ်အဲ့တော့တနေ့ကိုငါတမျက်နာတမျက်နာပြီးအောင်ဖတ်မယ်တမျက်နာနဲ့အရင်စာကြည့်ကြည့်တော့မဟုတ်တရက်ကို5မိနစ်ပြောင်ငါစာဖတ်မယ်7မိနစ်ပြောင်ငါစာဖတ်မယ်အဲ့လိုမျိုးတတိလေးရနေစာကြည့်ကြည့်ပြီးအေးလို့ရအောင်နောက်ကလေ သူကဘလို့အလုံလောက်တာလဲဆိုတော့သူလုံနေကြအရာတွေကိုပဲပြီးအေးတော့လောက်တယ်ဆိုရင်သူက safe zone ထဲမှာနေရတာအရန်ကြိုက်တဲ့အရာဖြစ်တဲ့အုံနောက်ကအဲ safe zone ထဲမှာလုံနေကြအရာတွေပဲလုံမယ်ဆိုရင်သူကဟို PA တို့ကိုမတားစီတော့ဘူးအုံနောက်ကဒါပေမဲ့ကိုမလုံဘူးတဲ့အရာတွေထားလုပ်ပြီးဟေ့နော်ဟိုမနဲ့အစောကြီးမထဆဘူးထားပြီးဟေ့ စာဒီအကြာကြီးမဖက်စဘူးဖက်ပြီးဟဲ့ဆိုရင်အုံနောက်ကလေဟဲ့သူပါလောက်နေလဲမသိဘူးသူရဲ့အကျင့်နေရမူမမှန်အဲ့တော့ငါတားစီမှဖြစ်မယ်အကြောင်းပြချက်တွေပေးမှဖြစ်မယ်ဆိုပြီးတော့မှသူကစပြီးတော့တားစီလာမှာအဲ့တော့လေအုံနောက်ကိုဖြည်းဖြည်းချင်းကျင့်ပေးရတယ်အော်တူငါမင်းစာဖတ်တာလားကိစ္စမရှိဘူး save ဆောင်ထဲမှာပဲဖြစ်နေသေးနောက်နေ့မှာဆက်မယ်နည်းနည်းချင်းသူမသိအောင်မသိမတလေးတိုးတိုးတိုးပြီးတော့မှအကျင့်ကောင်တစ်ခုကိုမွေးသွားလို့ရှိရင်အယန်းကိုမွေးရလွယ်တယ်အားလုံး เนาะဥပမာပြီးအေးဆိုရင် content ရိုက်တာเนาะဟိုကင်မရာထောင်းပြီးတခုခုရအောင်ရနေ့တိုင်းရိုက်တာเนาะ content ရိုက်တော့ပြီးအချင်းဖြစ်အောင်လုပ်ရတယ်နော်တနေကုန် content ရိုက်တယ်အုံနောက်ကနော်အကျင့်မပါဘူးအကျင့်မဖြစ်ဘူးဆိုလို့ရှိရင်သူက PA ကိုပြောလိုက်မယ်ဟဲ့မရိုက်နဲ့ဒါနင်လုံနေကြတယ်မဟုတ်ဘူးဒါပေမဲ့ကိုကတဖြည်းဖြည်းချင်းအကျင့်ပအောင်လှုပ်လှုပ်လှုပ်လာတဲ့အခါမှာအခုဆိုရင် content ရိုက်တာ PA ရဲ့အကျင့်ကောင်းတစ်ခုဖြစ်သွားသလိုမျိုးပဲစမ်းကြည့်ကြည့်အားလုံးနော် အဲ့တော့ဒီလိုမျိုးအုံနောက်ရဲ့အလုံးလောက်ပုံလေးကိုပေါ့နော်ထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင် PA ရဲ့ change mindset upgrade your income ဆိုတဲ့သင်တန်းလာတက်လို့ရတယ်အဲ့ဒီအထဲမှာဆိုရင်အောင်မြင်သူတွေဘယ်လိုအလုံးလောက်တာလဲသူတို့အုံနောက်ကဘယ်လိုအလုံးလောက်တာလဲဆိုတဲ့အကြောင်းတွေကိုအသေးစိတ်လေ့လာရမှာဖြစ်တယ်ဒီဗီဒီယိုကနေလာအပ်လို့ရှိရင်သင်တန်းကျပြသသိန်းကနေ9000နဲ့ပဲထားပေးအောင်မှဖြစ်တဲ့အတွက်ပေါ့နော်အမြတ်ဆုံးလာအပ်ပါလို့ပြောချင်ပါတယ်ရှင် course now a ဖြစ်ပါတယ်